မင်္ဂလာပါရှင် Simple Daily Life Channel မှာပြန်လည်ကြိုဆိုပါရရှင်မိတ်ဆွေများအလုံးကိုစိတ်နှပါချမ်းမှချမ်းသာပါစေလို့မြတ်တာပို့ပါရရှင် BN ရဲ့ပေါမကင်းဝေးပါစေလို့လည်းလေးနဲ့ဆန္ဒပြုပါတယ်ဒီနေ့တော့ကျွန်မဆံမမဆန္ဒရဲ့ဝိထုလီတပုတ်ကိုဖတ်ပြခြင်းပါတယ်ဝိထုလီရဲ့နာမည်ကကြားလိုက်ရတော့ကြောင်းနဲ့မြတ်တရရခင်ချင်တာကတော့ကျမတို့ရဲ့ Simple Daily Life Channel ကိုလည်းခံ Subscribe လေးလုပ်ပေးပါဦးနော် ကြားလဲရတော့ကြောင့်ဖျားဆူဆူမိုးချိုပြစ်ပြစ်ကြားကြိုက်သည်တည်အဖွားရွှေကသူမယုံကြည်သောကိစ္စဆိုရင်တစ်ဖက်သားကိုထို့သို့ပင်အာမနာပါမနာကျင့်တွေ့ခိုင်းလေရှိသည်အဖွားရွှေကကုသိုလ်အင်မတန်ကောင်းသည်အသက်80ကျော်နေပြီဖြစ်တော်လဲခါမကုန်းသည်ထို့ပြင်သဘင်လဲတိမ်မဖြူသူ၏တမက်ဖြစ်သူညညတို့၏ဖခင်ဦးအေးဆောင်က တကောင်းလုံးနီးပါးဖြူနေတော်လေဖွားရွှေကြီးကောင်းတဲ့သပင်းအမဲဒီအများကြီးကြံနေသေးသည်ထို့ပြင်မျက်စိလည်းတိတ်မမှုံပြီသတင်းဆောင်ကိုကောင်းကောင်းကြည့်နိုင်သေးသည်သို့တော်ဖတ်တော်မဖတ်နိုင်စလုံးမြောက်ကိုတဲတဲကွဲကွဲမမြင်ရသောကြောင့်တော့မဟုတ်စာမဖတ်တတ်သောကြောင့်သာဖြစ်သည်သို့တော်ဖွားရွှေကသူစာမဖတ်တတ်သည်ကိုမြည်သူမှမသိစေရလူထုလင်သတင်းဆောင်ကိုကောက်ကင်ကဟိုလန်ဒီလန်လှန်လောပြီးဓာတ်ပုံတွေကိုကြည့်မြင်ဖြစ်သည် ွားရွှေကုတူကောင်းပေါ်မှာခါမကုံးယုံမျက်စိမမှုံယုံစပင်းမဖြူတာမကသေးပါတတိယလည်းအင်မတန်ကောင်းနေပါသေးသည်ကြီးမဖြစ်တော့အဖြစ်ပြက်တွေကမကငယ်စဉ်ကအကြောင်းတွေကိုပါမှတ်မိသည် သူဤမွေးနေ့ကွယ်လွန်သူညညတို့၏အဖိုးသူခင်ဘူး၏မွေးနေ့သူသားသမီး၅ဦးလုံး၏မွေးနေ့အတူနေအထွေးဆုံးသမီးဖြစ်သူဤသမီးများဖြစ်သောညညတို့ညီမ၃ဦး၏မွေးနေ့စသည်တို့ကိုပါအလွတ်ရသည် ဒုကနေတောက်ကနေလက်တန်းပြောနိုင်သည်ငါသာအဖွားလောက်မှတ်ညံကောင်းရင်တိတ်ဟန်ကြမှာတမိုင်းဆရာမဖြစ်သူညူညူကမကြာခဏပြောမိတတ်သည် သူခမကဘာတမိုင်းမြမတမိုင်းတဲမှတက္ကရများဖြင့်လုံးလေချလဲလိုက်နေတတ်သည်ဖြင့်သူ၏မွေးနေ့ကိုပင်သူဟာသူတတိမရပဲမကြာခဏမိနေတတ်သောကြောင့်ဖြစ်သည်ဒါကတော့အဖွားမှတ်ဆရာဒါပဲရှိတာ哦 ပူပူရုံမူမူလို equation တွေ theory တွေတသမဂိမ်းတွေစီးရင်းစရာတွေရှုပ်လိုက်ရင်မှတ်မိခြင်းမှမှတ်မိမှာပါ။သိပ္ပံသမားများဖြစ်ကြတော့ပူပူနဲ့မူမူကတော့သူတို့တွေထဲအဖွားကပူပြီးမှတ်ညံကောင်းသည်ဟုတထစ်ချလက်မခံခြင်းနေ။အဖွားဤအုံနောက်တွင်အကံပေါင်းများစွာသည်ရှင်းနေသည်။ဒီတော့လဲသူမှတ်ချင်သောအရာကိုစနစ်တကျမှတ်ထားနိုင်သည်ဟုယူဆခြင်းကြသည်။သို့သော80ကျော်ဟုသောအသက်နှင့်တိုင်းတာလျှင် အဖွားကြီးမှတ်ညံသည်ရှားမရှားအောင်ကောင်းလှသည်ကိုတော့ဝိဆာသမားရောသိပ်ပံသမားပါချွင်းချက်မရှိလက်ခံရသည်သို့တော်လေကုသိုလ်ကံကသူ့ဘက်တွင်အစအဆုံးဖေးကူသည်တော့မဟုတ်ပေသူခမသူများပြောသောစကားကိုတော့တော်ယုံနဲ့မကြားနိုင် အတော်ကြီးကိုနားလေးရှာတော့ကြောင့်ဖြစ်သည် နားလေးသူများစကားပြောနေအကျဲ့ကြီးတော်လေးဖြစ်တတ်သည်သူဒီမဟုတ်အလွန်လှင်လဲတိုးတတ်သည်ဟုဆိုကြသည် အဖွားရွှေကဒုတိယအမျိုးအစားတွင်ပါသည်သူကတိုးတိမ်ညင်သာစွာရေရှားသွားတတ်တော့သူ၏ခန္ဓာကိုယ်ပိန်ပိန်ပါပါနှင့်လျော့ညီစွာစကားကိုလည်းတိုးတိုးလေးပင်ပြောတတ်သည်သူ့ကိုနားလေးသည်ဟုအကျယ်ကြီးအော်ပြောလျင်လည်းမကြိုက်သို့တော်အချို့နားလေးသူများလို့လည်းအကင်းမပါကြည်အချို့သူများကနှကမ်းလှုပ်သည်ကိုကြည့်ပြီးဗာပြောသည်။မှန်းဆိုင်၍ကြည်တတ်ကြသည်။ဖွားရွှေကတော့ထို့သို့မဟုတ်။သူကမေးခြင်းရမေးပြီး ်ဖြည့်သူကဖြည့်ခြင်းတလို့ဖြည့်ကြားခြင်းတလို့ပြန်ကြားပြစ်လိုက်တည်တာဖြစ်သည်ဥပမာညညတို့အမိတော်ဧခင်မနဲ့ဈေးမှ ပြန်လာတိုင်းအဖွားရွှေနဲ့အချီအချပြောကြသည်ကိုတစ်ခါလောက်နားထောင်ကြည့်ရင်းသိနိုင်သည်ဈေးထဲမှာငမြင်းလေးများမတွေ့ခဲ့ဘူးလားအေးမတွေ့ဘူးအမိငဒန်နေကြည့်ပဲဖိုက်သားမရရင်မဝယ်တာကောင်းပါလေငမြင်းဆိုရင်ခေါင်းနဲ့ဖိုက်သားပဲကောင်းတာအမိငမြင်းကြိုက်မှသိပါတယ်အမိရဲ့ဒါပေမဲ့ဈေးထဲမှာက ငမင်းအစ်စ်မရှိဘူးငဒံကငမင်းလှုပ်ပြီးရောင်းကြတာအိုးငချင်းတော့တိတ်မကြိုက်ပါဘူးအင်းငချင်းကြိုက်ရင်အကောင်းသားငချင်းအကောင်ကြီးတော့တွေ့ခဲ့တယ်ဟုတ်လားဒါပေမဲ့ငရမ်းကျောက်ကစားပေါ့မှာကောင်းတာစားပေါ့တဲ့ငရမ်းကျောက်ကတော့ရွှေတက်တောင်ရှာအောင်မယ်အမေကြီးရွှေရမှာပတ်စံရှိရင်ဝယ်လို့ရသေးတယ်ငရွှေတွေတော့ဝယ်မလာနဲ့နော်ငရွှေနဲ့တိတ်ညီတာပဲ မရှိရငါဆုပ်လို့ရင်တော့တိတ်မဆိုးပါဘူးအမေရေငါဖဲ့ဆုပ်တဲ့တွက်ချီကြိုက်တယ်။ဘာရေပစွန်ချောက်တစ်ပိတ်သာ90တောင်ပေးရတယ်ဟုတ်လား။အမေနဲ့အဖွားဒီမနေ့တိုင်းဈေးမှပြန်လာတိုင်းထို့တို့ပင်အခြေချပြောလို့ရှိကြသည်။ထို့တို့ပြောကြတိုင်းလည်းညညတို့ညီမတို့ကြိတ်ပြီးပြုံးကြရည်ကြရသည်။ဖွားရွှေကအမှတ်တညာကောင်းလာတော့ကြောင့်လွန်ငယ်သော14-5နှစ်ကကုံစင်းနှုံးကိုဆွဲဆွဲမြဲမြဲမှတ်မိနေသည်။နားကလည်းမကြား ော်ပြောနေလဲမကြိုက်မကြိုက်မှန်းသိတော့အဖွားကြားလာအောင်မြည်သူကမှလည်းအညုံညင်ခံပြီးမအော်ဒီတော့လေအဖွားရွှေသည်သူ့စိတ်ကူးကဘာတဲတွင်သူ့ကုံစည်းနှုံးနှင့်သူဟာသူတလိမ့်လိမ့်နဲ့လိမ့်နေတတ်လေသည်ချက်တပိတ္တာ46ချက်တဲ့ကြီးလိုက်တဲ့စီဝယ်ဆိုင်ရတဲ့သူတွေမွဲရော်ပေါ့တခါတရံလဲကိုင်းရတဲ့ထင်ရကွန်သီးစိတ်ကလေးများကိုတန်ဆုံနဲ့ထဲ့ထောင်းရင်တူတွေညင်းယူနေတတ်၏ ဝကရောတပိတ်သာ30ဆိုတာနဲတဲ့ဈေးလားဒီလိုငွေခဲကြိုက်ပြီးစားနေရရင်ဒုက္ခပါပဲလူလို့ရတာလည်းမလွဲပါဘူးအေးစိတ်ညစ်စရာအဖွားဒီအင်္ဂလိပ်ဂျွန်ခစ်ဂျပန်ခစ်လွတ်လပ်ရေးရပြီးစားရောင်စုံတောင်းချမ်းသူခစ်ဖတ်စာပလခစ်တော်လှန်ရေးကောင်စီခစ်စသည့်ခစ်ဆက်ဆက်ကိုဖြတ်တန်းကြော်လွှားခဲ့ရသောလူသားတူဖြစ်တော်လေသူသည်မြမပြီးအခြေအနေများလုံးဝစိတ်ဝင်စားခြင်းမရှိပါဘူး စာကလည်းမတက်တော့ဘာစာကိုမှလည်းမဖက်သူစိတ်ဝင်စားသည်မှာစံစီစာငရုတ်ချက်တော်နှင့်ချက်သားဝက်သားငါးပစွန်စည်းသာဖြစ်သည်အမျိုးသမီးတဘာဝမှုစိတ်နေရွှေတွေကိုအတန်အသင့်မမောတော်လဲသူကစိတ်အချောင်းရွှေချောင်းတိတ်မပြောတတ်ပြီအဖွားကတကယ်ကိုမိမအစ်စ်မိဖို့ကြောင့်မှနေမိဖို့ကြောင့်မှပြုံမိဖို့ကြောင့်တကယ်စိတ်ဝင်စားတယ်တကယ်မိမပီတာတယ်မိမအစ်စ် ညညူကသူ၏အဖွားကိုချီးမွမ်းတယ်လို့လို့ရှုံးရှတယ်လို့လို့ပြောတတ်သည်။မမညူပြောပုံကပူပူတို့ကမိမအတုတွေကြာနေတာပဲ။အတုတော့မဟုတ်ဘူးဒါပေမဲ့အဖွားလောက်မစစ်တာတော့အမှန်ပဲ။ညညူတို့ညီမတွေကထမင်းဟင်းချက်ရန်ထက်ဘွဲလွန်တင်တန်းတက်ရန်ပို့ပြီးစိတ်ဝင်စားကြသည်။နိုင်ငံတခြားဘာသာတင်သူကတင်ဘွဲလွန်တက်သူကတက်ကွန်ပျူတာတက်သူဟာတက်နေမစုံနိုင်သောပညာများကိုမမောနိုင်မပန်းနိုင်စူးစမ်းပြီးသင်ယူနေကြသူများဖြစ်သည် ပညာတတ်သောပညာတော်သောမိမားတို့၏သဘောဝအတိုင်းမိဖို့ကြောင့်နဲ့မှအမျိုးသမီးများကို အထင်သေးသည်ဟုမဆိုတာတော့လေအထင်မြင်မကြီးလှသည်ကတော့အမှန်ပဲသို့တော်ဖောင်းဟုသူတို့အားလုံးချစ်ကြသည်စီပေစီစံပေစီကျက်ပေစီဝက်ပေစီနှင့်လွန်ခဲ့သော၁၄၅နှစ်ကဈေးများကိုတွတ်တွတ်ရေရွတ်ပြီးညှဉ်းညူနေလင်သူတို့အားလုံးအဖောင်းဟုချစ်ခင်ကျင်နွားစွာကြည်ပြီးရှိကြရသည် ငါမေရသိကုသူကောင်းတာနားလေးတာလဲသူ့အတွက်တော့ကုသူတမျိုးပဲညညတို့မိခင်ကထို့သူပြောတတ်သည်တဘာဝတရားကြီးရဲ့အင်မတန်ကိုတဘာဝကြတာအမေရဲ့လူတွေဟာငငယ်တုန်းကလှုပ်နိုင်ရှားနိုင်သွားနိုင်လာနိုင်ရှားနိုင်ဖွေနိုင်စားနိုင်တောက်နိုင်ကြတယ်သူတို့အတွက်လက်တွေချောက်တွေတန်ဖို့နားကောင်းဖို့သွားကောင်းဖို့လိုတယ်ဒါပေမဲ့လည်းအသက်တွေကြီးလာတဲ့အခါကျတော့အစာအိမ်ကတုံးတောင်းကိုကြည်အောင်မချေနိုင်တော့ဘူးဒါကြောင့် အစာမမာတွေဝမ်းနဲ့သိပ်မရောက်အောင်အဖိုးကြီးအဖွားကြီးတို့သွားချိုးပေးတာတဲ့။နောက်ပြီးလူကြီးဆိုတော့စိတ်နှောက်ယှက်ဖြစ်တာတွေကလည်းမခံနိုင်တော့ဘူးတဲ့။ဒါကြောင့်အခုလိုမကြားတဲ့နာမကြားရအောင် တော်ယုံဆိုလည်းမမြင်ရအောင်နားသေးတာမျက်စိမှုန်တာတွေကိုဖန်တီးပေးထားတာတဲ့။ပူပူကရီရီမောမောနဲ့ပြောသည်။ဒီတော့အဖွားအသက်ရှည်အောင်နှစ်ထမင်ကိုနည်းနည်းရှိရှိပြင်ဝင်လိုက်ပါမိပူပူရင်ငါတို့အဖွားကနားလေးပင်ပဲမျက်စိကသိပ်ကောင်းတာ နှစ်ထမင်ဒူးစက်လောက်ကိုမြင်စိတ်နှောက်ရှက်ဖြစ်မှာအမှန်ပဲဟာမမညိုပါလေထမင်တူရာမြတ်ဘာဆန်းလို့လဲမြမမျိုးသမီးလောကမှာဖက်ရှင်ထွင်စရာဆိုလို့ထမင်တူလဲရှိလဲပဲလုံဆန်းရှိတာအမေကပြောတယ်ခင်ဦးမေမေငယ်ရုံးကထမင်တူတူခစ်တခါထခဲ့ဘူးလေတဲ့အဲ့ဒီတော့ကပူပူတို့ထက်တောင်တူချင်းတူခဲ့အောင်မှာပူပူကစကနိုင်လူကြီးပြောတော့လေထမင်းကိုတော့ပြန်ပြင်ဝစ်သည် အဖွားမကြိုက်မှဆိုးသောကြောင့်တော့မဟုတ်ထမိန်တူကအတန်ငယ်ခေကုံသွားပြီဟုယူဆသောကြောင့်ဖြစ်သည်အဖွားမျက်စိနောက်လူလားမှားခေါ်တာလားမသိဘူးတနေ့တုန်းကပို့ပို့ကိုဟဲ့မိတူတဲ့ငါကွန်းအေးယူပေးစမ်းတဲ့ပို့ပို့ဤစကားကိုကြားတော့တအိမ်သားလုံးဝါးကနေရည်မိကြသည်အဖွားဘယ်တော့မှမမခေါ်ဘူးမျက်စိနောက်တာပဲဖြစ်ရမယ်ညညူကမှတ်ချက်ချသည်နေရာတကာတွင်အစနောက်တန်ကျင်သောပို့ပို့အမူနေုံ အဖွားကိုမျက်စိနဲ့မကောက်နားပါနောက်သွားအောင်လို့လောကကြီးနဲ့ဆက်သွယ်ပေးနိုင်အောင်မေအဖွားမကြားကြအောင်တအားအော်နိုင်သောအတန်ဆွမ်းအောက်ကိုပေးသနာတော်မူပါဖရာဟု၍လည်းလက်အုပ်ချီကဆုတောင်းလိုက်သည်နောက်တနေ့ကျတော့သူဤရွှေပြီးကြီးကိုတန်တစ်တာထဲမှာထုတ်ချီနေသောအဖွားနာသူပို့ပို့ရောက်သွားသည်အဖွားရှိရင်လက်ဖြန့်ခံရင်ရွှေပြီးကြီးကိုတောင်းသည်ပေးနိုင်မှာဦးအေးကျုပ်မှာဒီရွှေပြီးတစ်ချောင်းမရှိတော့တာ အဖွားကလေးအေးအေးနဲ့ပြောသည်ဒီရွှေပြည့်ရဲ့ညို့ဖို့လက်ဆောင်ပေးတာတစ်ချက်ခွဲထားတောင်ရှိတာဤရဲ့အခုလောက်ရှင်3000လောက်တန်းနေပြီ3000မဟုတ်ဘူး3000 3000အေးလေ3000ဆိုပါမှငါသိပါတယ်ရွှေစည်းတွေတက်လာလိုက်တာတစ်ချက်သားကို2000လေအဖွားကိုစကျင်နေတော့မိပူပူကအဖွားနာနာသူပါဇက်တေကတအားအော်သည်တစ်ချက်သားကို2000 2000ဘာရဲ့အေး နှစ်တောင်းဖျားဖျားနင်ဘာပြောတယ်တစ်ချက်သားကိုနှစ်တောင်းနှစ်တောင်းဟုတ်လားအဖွားကမဝင့်မရဲမေးသည်ပူပွားကခေါင်းကိုတအားညှိကြသည်အဖွားပြီးက3တောင်းတန်တယ်3တောင်းဖျားဖျား3တောင်းဟုတ်တယ်3တောင်း3တောင်းဖျားကြီးငါရွှေပြေ3တောင်းတော့တန်တယ်လေဘာပြောတယ်မိပူပူရွှေတစ်ချက်သားကို2တောင်းဟုတ်လား မျက်လုံးမျက်စံပြူးနေသောအဖွားကိုကြည့်ကတအိမ်သားလုံးပွဲကြနေကြသည်အဖွားเจ้าတယောက်တစ်လှည့်ဝိုင်းអော်ကြသည်တစ်ချက်သားကို2တောင်းအဖွားပြီးရ3တောင်းအဖွားကသူ့ရွှေပြည်ကိုတစ်လှည့်ပို့ပို့ကိုတစ်လှည့်ကြည့်ရင်မယုံနိုင်အောင်ဖြစ်နေရှာသည်နေကြခိုက်သည်တေတေတကယ်တေအဖွားကအာမနာပါမနာကျင့်တွယ်ခိုင်းတော့ပို့ပို့ဒီခေါင်းတညင်ညင်နဲ့စိတ်ပါလက်ပါလိုက်လံကျင့်တွယ်ရင်ရီမဆုံးနိုင်အောင်ဖြစ်နေသည် အဖွားခမရမှာတော့ထိုနေ့တနေ့လုံးကနာမငိမ်ရှာတော့ပြီသူ့ရှိပြီကိုထုတ်ကြည့်လိုက်တက်တာလေးပြန်ထည့်လိုက်နေဖြစ်နေသည်မိအခင်ညီရလည်းရွှေတွေတလောက်ဈေးတက်နေတာငါ့ကိုမပြောဘူးဒီလိုမှန်းသိရင်ငါဆွဲကြူတွေလက်ကောက်တွေရောင်းမဖြစ်ပဲတင်ထားခဲ့ရရင်ဘလောက်ကောင်းမလဲလွန်ခဲ့သောနှစ်ပေါင်း20လောက်ကရောင်းခဲ့ရတော့ဆွဲကြူတွေလက်ကောက်တွေပဲပြန်တွေးပြီးနှမျောနေတော့အဖွားကိုကြည့်ရင်ညညတို့အဖေပင်တဟားဟားဖြစ်နေသည်ထို့နောက် ခင်ဟောင်းကအဖောက်ခစ်တဲ့ရောင်ရွှေကျိုးနဲ့ဆက်ပေးလိုက်တာလားတမီးရဲ့ဟုပို့ပို့ပြောသည်အရင်တော့ကဆွဲကျိုးရောလက်ကောက်ရောကျဲသီးနှစ်စုံရောရောင်းတာတော့ဒီလောက်မရဘူးအခုတော့ဒီဘီးတစ်ချောင်းနဲ့တော့သုံးသောင်းတန်နေတဲ့အံ့ရောအဖွားကလေးအေးအေးနဲ့တပြုံးပြုံးပြောနေသည်သူ့လက်ထဲရှိပစ္စည်းကတန်ဖိုးတက်နေသည်ဆိုတော့လေမိမတို့ဓမ္မတာအတိုင်းစိတ်ချမ်းသာနေပုံရနေသည်ထို့နောက်သူဆွဲဆွဲမြဲမြဲမှတ်မိနေသောကုံစည်နှုံးများကိုတတိယသွားသည် ရွှေဒီဈေးတက်နေသည်ဆိုတော့ကြံပစ္စည်းများလည်းသူမှတ်မိသောဈေးနှုန်းတွင်တည်ငြိမ်စွာရပ်တန့်နေလိမ့်မည်မဟုတ်ဆိုသည်ကိုသူပထမဦးဆုံးအကြိမ်နေဖြင့်စဉ်းစားမိခဲ့ဟန်တူလေသည်နန်းနေစောစောစီစီပထမဆုံးမိသည်ဟာပဲပြုတ်စီဖြစ်သည်ပဲပြုတ်တဲ့စီမှာပဲဝယ်ပြီးပကံလေးကင်ကအိမ်ထဲလှည့်ဝင်လာတော့ညညို့လို့မိခင်အားခက်ဆူးဆူးလှမ်းကြည့်နေရင်ကောက်ခါငင်ကမိသည်မိခင်အခုပဲပြုတ်ပဲစီလဲ ငါချက်အမီဘာရဲ့ငါချက်ငါချက်တော်အေးခင်ကသူ့မိခင်နာအနာသူကတ်ကတအားအော်လီတပိတ်တာလားမဟုတ်ဘူးတဆယ်သားဖျားဖျားအဖွားဒီထိုနေ့အတွက်ပထမဦးဆုံးအချိန်ဖျားတပါနေသည်ပထမဦးဆုံးအချိန်ဟုပြောရသည်မှာနောက်ပိုင်းတွင်အချိန်ချင်းဖျားတရသောကြောင့်ဖြစ်နေသည်ကျုပ်ကရောဘလောက်ပေးရလဲလေးချက်ခွဲဆယ်လုံးလားမဟုတ်ဘူးတလုံး တလုံးတလုံးကိုလေးချက်ခွင်းဖះဖះအဖွားဒီသူ့အတွက်မချက်တချက်ပြုတ်ပေးထားသောကျုပ်ပြုတ်လေးကိုမစားရက်တော်သလိုငေးကြည့်နေသည်ပဲစီက160တပုံးလားမဟုတ်ဘူးတပိတ်သာတပိတ်သာကို160ဟုတ်လားသမီးဟုတ်တယ်မီးတပိတ်သာကို160တပုံးကိုထောက်ချောက်ပေးရတယ်ဖះဖះစီမထဲပဲပြုတ်စားလေဖြစ်ပါတယ်ကွယ် အဖွားကသူ့ရှိမှကြက်သားပြုတ်ကျော်ပကံလေးကိုငေးကြည့်ရင်တက်ပြင်းချသည်ထို့နောက်မရေတရေဆက်မိသည်ကြက်သားရော16ကြက်အမီတပိတ်သားလားမဟုတ်ဘူးအမီအစိတ်သားလားဟင်း30သား30သားကို16ကြက်ဟုတ်လားဒီလိုဆိုတပိတ်သားကို180ပေါ့အဖွားကအတန်တုံတုံလေးနဲ့တွက်ချက်နေသည်ဖျားဖျားဒီလိုဆိုကြက်သားမချက်ပါတော့နဲ့တမီးရဲ့ဝက်သားလေးပါလေးပဲချက်ပါတော့ဒါနဲ့ဝက်ကရော130 ဖះရီဝတ်တောင်တရာကြော်တယ်အဖွားကဖះတားလိုက်ညိုညိုတို့ကဝါးကနေရီလိုက်ကြနှစ်တအိမ်လုံးစုညံစုပြေးနေသည်တယောက်တလဲစီအော်နေကြရသဖြင့်လေချောင်းနေပင်နာနေတော့လဲမျက်လုံးပြူမျက်စံပြူဖြစ်နေတော့အဖွားကိုကြည့်ကသူတို့အားလုံးဥမျိုးနေကြရနေသည်ဟေးအဖွားကိုမျက်ဖြူစိုက်တော့စံစည်းပြောပြလိုက်ကြရအောင်ပူပူကမမို့ကလက်တို့သည်အဖွားကြီးဟောရီဆန်ဘယ်စည်းလဲသိကျင်လား အဖွားကြီးထမင်းပကံထဲမှအသိင်ပေါ်ဆန်းမွေးထမင်းဖြူဖြူဖွေးလေးများကိုပြပြီးပူပူဟာပြောသည် အဖွားကသူ့ကိုမော့ကြည့်ကပြောပါအောင်ဟူသောအမူအရာဖြင့်မင်းငော့သည် တပြီကိုတပြီကိုနော်အေးတပြီကိုဘလောက်လဲ80နဲ့နှစ်ချက်ဘာပြောတယ်စံတပြီကို82ချက်ဟုတ်လားမိပူပူနင်ယူနေသလားမယူအဖွားအကောင်းအကောင်းဟုတ်ရဲ့လားမိရဲ့ခင်စံတပြီ82ချက်တဲ့ ဒေါအေးခင်ကခေါင်းငိမ့်တော်လဲဒီတခါတော့အဖွားကယုံကြည်ဟန်မတူတော့ပြီထုံးစံတိုင်းနင်းဖျားစုတွေမိုးကျိုးဖြစ်တည်ကြားကြိုက်တည်နေလုံးလေချာနေလိုက်ကုန်လေသည်တော်ကြပါတော့ဟဲအော်ရလုံးတော့လက်ချောင်းတွေလည်းနားနေပြီရီယာလုံးတော့အာတွေလည်းနားနေပြီနောက်ဆုံးတော့ညညတို့အဖေကတားယူရသည်ငါ့မေထမင်းစားနေတာအေးဆေးစားပါစီဘာစေးညာစီတွေဘသူမှလာမပြောချနဲ့တော့သွားကြ ို့တော်လေအဖွားကတော့ထမင်းကိုကောင်းစွာမစားနိုင်ရှာတော့ပြီ။ဆန်ကြည့်လိုက်၊စီကြည့်လိုက်၊အသားလုံးလေးဂိုင်ကြည့်လိုက်နဲ့တက်ပြင်းတခြားခြားဖြစ်နေရှာသည်။ထမင်းစားအပြီးဖီချန်းကပြောသည်စီမေးတော့တပြည့်ကိုငါချက်ဟုအော်ပြောသည်။ဟင်အမေကလည်းတပြည့်ကိုအစိတ်တောင်ပေးရတာ။လျင်းပြီလေ။အေးဒါပေမဲ့အမေစိတ်ချမ်းသာအောင်ငါချက်လို့ပြောတာဟဲ့။နောက်ကငါမေမေးရင်ဈေးမှန်ဘယ်သူမှမပြောကြတော့နဲ့လေးပုံတမုံတော့ပဲပြောကြားကြလား မျက်နှာမသားမယားဖြစ်နေသောသူ့မိခင်ကိုကြည့်ရင်ဒေါ်အေးခင်တနာနေသည်။ဒေါ်ကြောင့်ငါတို့လောက်တာနဲ့အမေလည်းနှလုံးရောဂါဖြစ်နေုံမယ်။အဖွားကအသက်80ကျော်ပြီဖြစ်တော်လဲနှလုံးရောဂါတို့သွေးတို့ရောဂါတို့မရှိခဲ့ဘူးပြီ။သူ့သမီးဖြစ်သူဒေါ်အေးခင်က စီးကျူရောဂါရှိနေတော်လဲသမက်ဖြစ်သူဦးရေးဆောင်ကသွေးတွေတရရိပ်တက်နေတော်လဲအဖွားကဘာဆိုပါမျှမဖြစ်ဘူးပြီ။ထို့ကြောင့်ထမင်းနဲ့လျှော့ရမလို့ အချို့တို့အငံတို့ကိုလည်းရှောင်ရမလိုခဲ့ပြီအဖေါ်ကတိတ်ကုတ်တူကောင်းတာဒီလိုလူမျိုးကတင်ရင်လည်းဝေဒနာမခံရဘူးတိတ်တိတ်ဆစ်ဆစ်ကလေးတည်သွားတတ်တယ်တအိမ်ကျော်မဘဘကြီးဥပမောင်ကမကြာခဏပြောတတ်သည်အမေမတည်သေးပါဘူးအမေကအသက်ကြီးပင်မဲ့ဇရာရဲ့ဖြစ်စည်းမှုတိတ်မခံရဘူးဘာယောဂဘာဝေဒနာမှလည်းမရှိဘူးတည်ခြင်းတည်ကျမကသာအရင်တည်မှာဒေါအေးခင်ကလည်းပြောတတ်သည် အဖွားကိုရုတ်တရက်တေဆုံးသွားလိမ့်မည်ဟု သူလုံးဝမထင်မှတ်ခဲ့ပြီ။သို့သောအဖွားသည်ရုတ်တရက်တေဆုံးသွားခဲ့လေသည်။နောက်တနေ့မနေ့ကျတော့အဖွားအိယာထာနောက်ကျနေသည်။တအိမ်လုံးတွင်နောက်ဆုံးမှထားလေးရှိသောမူမူနိုးလာသည့်အထိအဖွားကထမလာသေးချီ။အဖွားညာအိတ်မပြောဘူးထင်နေဟ။ဒီနေ့တော့စီစည်းဆန်စည်းဒီအဖွားကိုမပြောချနဲ့တော့။ညညွားကရီမောမောပြောရင်အဖွားကိုသွားနှိုးသည်။ ခရီးမော်ရီညာဘက်ဆောင်းရင်ကွေးကွေးလေးအိပ်ပျော်နေဟန်ရှိသောအဖွားကတော့နိုးမလာတော့ချီညညိုကထိတ်လန့်တကြားဖြင့်အဖွားအဖွားထားတော်လေးဟုပြောရင်တအားလှုံ့နှိုးတော့လက်ထဲမှစိတ်ပတိလေးကလွတ်ကျသွားသည်အဖွားတတိမိနေတာပါအသက်ရှူလာမှာပါဟုညညိုကထင်နေတော်လေအဖွားသည်ဘဘကြီးဥပမောင်ပြောသလိုရုတ်တရက်တည်ဆုံသွားခဲ့ပြီဖြစ်လေသည်အဲ့နေအုံနောက်သွေးကြောပြတ်သွားတယ်ထင်တယ် နှလုံးကပုံမှန်လေပတ်နေရတာရုတ်တရက်ဖောက်ပြန်ပြီးအသက်ပါပါသွားတာပါ။ဒါမျိုးကဖြစ်တတ်ပါလေ။လေဖြတ်သွားတာပါရှင်။အသက်က83နှစ်တဲ့ဒီအရွယ်သေးတာဘာမှစဉ်းစားမနေနဲ့။အိုလို့သေးတာပါရှင်းနေတာပဲ။အဖွားသေးရခြင်းအကြောင်းကိုတယောက်တစ်မျိုးအမျိုးမျိုးပြောကြသည်။အဖွားရုံလောင်းကိုခွဲစိတ်ပြီးမကြည့်ခဲ့သည့်အတွက်ဘာကြောင့်တည်ဆုံးရသနည်းတအပ်သေးချာတော့မြေသူမှမပြောနိုင်။ ပူပူကတော့အေးဆက်နေသောအပွားကြီးခန္ဓာကိုယ်လေးကိုတအားဖက်ခံမှုသည် ထို့နောက်ပူပူတို့ကကြားကြိုက်လို့မသေးပင်မဲ့အဖွားကတော့ကြားလိုက်လို့တေသွားတာလားပြောပါအောင် အဖွားရဲ့ဟု မချစ်တင်ခင်ပြောရှာလေသည်အဆုံးထိနားထောင်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်အခုလိုဝတ္ထုလေးတွေကိုအမြဲတမ်းဖတ်ပြခြင်းလို့ကျမတို့ရဲ့ Simple Daily Life Channel လို့လက်ခံ Subscribe လေးလုပ်ပေးပါဦးနော် 那戴面的戴眼镜，没着，揉 <music>，明为白我你咋眼看嘛？认 <noise> 识？就素真嘛？认 <noise> 识？